မြန်မာနိုင်ငံရဲ့ခရစ်ယာန်အဲကျမ်းစာသင်ကျောင်းများအဲ့ဒါအင်းစိန်မှာရှိပြီဟိုစကောဂင်နှစ်ချင်းကရေစုံစိုးစိုးကြီးစတင်ခဲ့ပြီးတော့အခုမှမြန်မာ MIT ဆိုတဲ့ဟာလဲမြန်မာနိုင်ငံဓမ္မတက္ကသိုလ်ရဲ့အဲ့ဒီအင်းစိန်မှာရှိပါတယ်ဒီအင်းစိန်ဒီကုန်းတောင်ကုန်းလေးဟာဆိုရင်အမြဲတမ်းလှပတဲ့နေရာလေးဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်မြောက်ဒီကုန်းကနေအမောင်းဒီလိုပြင်ဆင်

အဲ့အင်းစိန်ဘုံသားကြီးရနေပြီးတော့အင်းစိန်ဓမ္မတက်ကတူကြည့်လို့တွေ့ပြီးတော့တယ်ဒီစီရင်တော့ဘုရားဓမ္မတက္ကသိုလ်ရှိတဲ့တောင်ကောင်က ်ဒီမျိုးမျိုးနဲ့အဝဝမှာဆိုရင်အဲလူလူကြီးတွေရှိတယ်ဒီမှာတကယ်လို့ဒီဝမှာအမြဲချောက်ပြီးတော့တွားလို့ရတယ်ဆိုင်းဖို့အပြာရောင်လေးနဲ့ဒီဝင်ဝင်တွားတဲ့အချိန်မှာဒီဓမ္မတက္ကသိုလ်နဲ့ဒီ library ကိုအရင်ဆုံးစတွေ့ရတယ်။ library ကတော့ဓမ္မတက္ကသိုလ်ရဲ့အသက်ပဲဖြစ်တာ။ဒါအတွင်းထဲမှာရှိတဲ့ ရားကြောင်လူအိုမင်းနဲ့ဖရားကြောင်ဖြစ်ပါတယ်။တည်ကြီးနေနဲ့ဒီဓမ္မတက္ကသိုလ်ရဲ့လှပါတဲ့ချီးရှူးတဲ့နေ့အတင်းကျမ်းစာပြန်ကြောင်းလေးရှိတယ်စတော်ကြီးကစတော်ကြီးရဲ့ချာရှူးဆင်းအောင်ကုန်းလေးပေါ်မှာလှုပ်တာဟုတ်ကဲ့ဝါးပင်လေးနဲ့ပြည်လေးနဲ့ဆင်းဆင်းဆိုးဆိုးကြောင်းပူကြောင်းသားများများရှိပါတယ် ကယ်ချက်ဆမ်းနေပြီးဥစဉ်ဒါဒီဒီရည်ရည်လက်လက်ပပရုံစုံလေးဖြစ်တယ်ဒါတည်းမှာတော့သူတို့ကျောင်းသားတွေလက်ကျင်နေတယ်ဖြစ်တယ်သူတို့မှာတော့ library ဖြစ်တယ်ဒါကတော့သက်တူရဲ့အဓိကအသက်ဖြစ်တယ်စာရင်းများကိုနိုင်ရန်ပေးတယ်ကျောင်းကျောင်းသားများဆရာများဆိုသူတို့ကပြီးပြီးတော့စာရင်းတွေပြီးပြီး ်ပြရတဲ့အချိန် library ကအရေးကြီးဆုံးနေရာဖြစ်ပါတယ်။ဒီအရောစကောဂီကျန်းစာကြောင်းကြီးဖြစ်တယ်။ဒါကိုကြည့်ပါ။စကောဂီကပထမအဆုံးဒီမှာဥစိမ်မှာစတင်ပါတယ်။အဲမြန်မာနေချင်း MID ကတော့တထောင်ကိုရနေစက်ခုနကိုနေတယ်။အဲဒီမှာစာစကောဂီကတော့တထောင်ရှိရာ 認なさいって言っ ဒီနှစ်ချင်းသိရင်ဓမ္မတက်ခါအဲ့ဣဇိမကွယ်ကဘောသိရရှိဒါတော့ဒီနှစ်ချင်းကို CNC ဆိုတဲ့စောင်းဆိုင်နဲ့အဲ့ဣဇိမရှိအဲ့ဣဇိမလည်းယောမယောမနှစ်ချင်းအတွင်းတော့ဖြစ်ပါလေအဲ့ကွယ်ကဘောသိရနေနေရှိတာဘဝစီဦးရောကဒါဆိုင်နံပါတ်ကြာပြီလားပဲတဲ့ ်ကိုလုံးသွားပါတယ်ဒီကနေ့ရေဘက်ကသူဟာချင်းရဆရာဝန်ကြီးရရှိမတ်တက်ဒီညကိုတရားအုပ်ကြီးရဲ့အဲ့ောက်ပြီးတဲ့ကျောင်းကြီးကျောင်းသားဇမဆရာမြန်မာစွာရှိတယ်အားလုံးကိုပြန်ဆောင်ကြည့်ပေးပါစေ